့်ဘွယ်ရာတကိုးရှိပြီးထူးခြားမှုတွေပြည့်နှံ့နေတဲ့ရွှေတကုံစီတော်ကြီးရဲ့တမိုင်းချောင်းကိုမျှဝေပေးကြပါရစေ။အားလုံးပဲမင်္ဂလာပါရှင်။တရားဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။မြန်မာနိုင်ငံရဲ့မြေပြန့်လွင်ပြင်ထက်မှာတင်းတယ်စွာတရှိနေတဲ့ရွှေတကုံစီတော်ကြီးဟာမြမရင်ကျေးမှုနဲ့ဗုဒ္ဓဘာသာရဲ့အမှတ်တင်ကြတာတစ်ခုဖြစ်တယ်လို့ကဘာလက်ခီးတွေကိုလည်းအမြဲတမ်းဆွေးဆောင်နေတဲ့ဖရာတဆူလေးဖြစ်ပါတယ်။ ဒီနေ့မှာတော့ဒီလိုခန်းနာထေဝါတဲ့ရွှေတကုံစီတော်ကြီးရဲ့တမိုင်းကြောင်းကိုပုံမြင်ဆန်းဆန်းပြောပြပေးသွားမှာပါ။ဒီတမိုင်းကြောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်လောက်ကစတင်ခဲ့တာပါ။ဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူပြီးနောက်မကြာခင်မှာပဲတဖုတ်သားနဲ့ဗန်လိကာလို့အမည်ရတဲ့ကုန်တယ်ညီနောင်နှစ်ဦးဟာမြတ်စွာဘုရားရှင်စီကနေစံတော်ရှိစုကို ပူဇော်ခံခဲ့ရပါတယ်။ဒီစံတော်တွေကိုမြတ်စွာဘုရားရှင်ကိုယ်တိုင်လက်တော်နဲ့တတ်ပြီးပေးအပ်ခဲ့တာဖြစ်လို့အလွန်ထူးခြားတဲ့စံတော်တွေဖြစ်ပါတယ်နော်။ ကုံတယ်ညီနောင်တို့ဟာစံတော်တွေကိုယူဆောင်ပြီးဇာတိမြေဖြစ်တဲ့ဥက္ကလာပအတိုင်းယခုရန်ကုန်မြို့ကို ပြန်လာခဲ့ကြပါတယ်။စံတော်များကိုထပ်ပနာဖို့နေရာရှာတဲ့အခါဥက္ကလာပမင်းကြီးကကုညီပေးခဲ့ပြီးအရင်ပွင့်တော်မူခဲ့တဲ့ဖះရှင်တုံးစုရဲ့တတ်တော်များထပ်ပနာထားပြီးသားတောင်ကုန်းပေါ်မှာပဲဂေါရမမြတ်စွာဘုရားရှင်ရဲ့စံတော်တွေကိုပါထပ်ပေါင်းထပ်ပနာခဲ့ကြပါတယ်။ဒါကတော့ရွှေတကုံစီတော်ကြီးရဲ့မူလအစဖြစ်ပါတယ်။ အစပိုင်းမှာတော့ဇေဒီတော်ကြီးဟောင်းအခုလိုကြီးမားခန္ဓာခြင်းမရှိသေးပါဘူးနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့မွန်ပြင်းမကြီးရှင်စောပူနဲ့သူမရဲ့သမီးတော်မြမရာဆောင်ဓမ္မဇေဒီမင်းဆရဲ့ဘုရင်တွေကပြုပြင်မုန်းမံမှုတွေထက်မှန်မြင့်တင်မှုတွေဇက်တိုက်ပြုလုပ်ပေးခဲ့ကြပါတယ်ဘုရင်တပါးပြီးတပါးရွှေလကုံဇေဒီတော်ကြီးကိုတူးချက်ပြီးရွှေတင်ငယ်ကတ်လိုပူဇော်ခဲ့ကြတာကြောင့်အခုလိုရွှေရောင်ဝင်းပါနေတဲ့ဖရာကြီးဖြစ်လာခဲ့တာပါဒါကြောင့်ရွှေလကုံဇေဒီတော်ကြီးဟာ စံတော်ရှင်တွေရဲ့တမိုင်းကြောင်းပြင်မြန်မာမင်းတွေရဲ့ခံရတဲ့ပြီးသူကလည်းရာတွေ KSS ဗုဒ္ဓဘာသာဝင်တွေရဲ့ယုံကြည်မှုနဲ့ကြည်ညိုမှုတွေကိုဖော်ပြနေတဲ့တမိုင်းဝင် အမွေနှစ်ကြီးတစ်ခုပါပဲရွှေတကုံစီတော်မြတ်ကြီးအား အထက်ပြည့်စည်ရန်ရှင်ပြင်းတော်အလယ်ပြည့်စည်အားအောက်ပြည့်စည်အားဟူ၍အပိုင်း၄ပိုင်းနဲ့ပိုင်းခြားထားပြီးအထက်ပြည့်စည်ရန်တွင်ဇေဒီယန်64စုမုတ်ဦးဇေဒီ၄စုစုစုပေါင်း68စုနဲ့ဇေဒီတော်ကြီးအားဝင်းရံတည်ထားလျက်ရှိပါတယ် ေဒီတော်မြကြီးတို့အရက်လေးမျက်နာမှတက်ရောက်ဖူးမြော်နိုင်ရန်အတွက်ဇောင်းလန်းလေးကိုတိဆောက်ထားပြီးဘယ်လင်းတကူတက်ရောက်နိုင်ရန်အတွက်လည်းအရှိတ်တောင်းမဲ့မြောက်ဘက်တို့တွင်ဓလီကားများနဲ့အနောက်ဘက်တွင်ဆက်လီကားတက်ဆင်ပေးထားပါသည်။ရင်ပြင်အရက်လေးမျက်နာမှဖျားဖူးမြော်ဝိပြူနိုင်ရန်အာယုံခံတကြောင်းကြီးလေးကိုတိဆောက်ထားပြီးပွင့်တော်မူပြီးတဲ့ကက်ကုတန်တာကောနာဂမနကတ္တဖနဲ့ဂေါရမဖျားရှင်လေးစုတို့ဖြင့်လည်းရုပ်ပွားတော်များကိုပူဇော်ထားရှိပါသည်။ ညနေစည်းစာရွှေရောင်တဝင်းဝင်းနဲ့ထဲဝါလှပနေတဲ့ဒီဖရာကြီးဟာမြန်မာပြည်သူတွေရဲ့ရင်ထဲမှာ အမြဲတမ်းတည်ရှိနေမဲ့အံ့ဖွယ်ဖရာကြီးတစုဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့အနေနဲ့ရွှေရကုံစီတော်မြတ်ကြီးတီထားရာဒေသကိုအခါအခွင့်ကြုံရင်တွားရောက်ဖူးမြော်ကခန်းနာထားတဲ့ပြည်သူကလက်ရာတွေကို ကြည့်ရှုလေ့လာခဲ့ကြပါအောင်လို့တိုက်တွန်းလိုက်ရပါတယ်။ဟုတ်ကဲ့ပါရှင်။ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည့်ရှုပြီးရွှေရကုံစီတော်မြတ်ကြီးရဲ့ထူးခြားခန်းနာပုံတွေကိုသိရှိကဖူးမြော်တဲ့အချိန်ခါတိုင်း ကုသိုလ်ထူရကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။